ဆယ်သိန်းဝန်းကျင်က official global ထဲက Grammy Pro ဆိုတဲ့ tablet ကို original pen က original keyboard case ကိုတွဲသုံးတဲ့အခါမှာဘယ်လို user experience မျိုးရရလဲဆိုတာကိုပြပြပေးမယ်။ဆိုတော့ကျွန်တော်တို့ဒီ video လေးကိုစလိုက်ရအောင်။ ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီ original pan လေးအကြောင်းပြောကြတာပေါ့ original pan ကပြောမယ်ဆိုလို့ရှိရင်သုံးခါအရန် smooth ဖြစ်တယ်ပြီးတော့ latency လည်းတော်တော်လေးကိုနည်းတယ်။ဘာလို့ဆိုတော့ကျွန်တော် note တွေဘာတွေမှာရေးရတာကဘာမှသိပြဿနာမရှိဘူး။ server မှာရေးနေရတယ်လို့ပဲ။တော်တော်လေးကမှအရသာရှိတယ်။အဲမဖြစ်မနေဝယ်ကိုတော့သုံးတင်တယ်။ဘာလို့ဆိုတော့ Redmi Pad Pro ဆိုတဲ့ tablet က12.1 inch တောင်ရှိရ tablet အကြီးဒီလို tablet အကြီးကြီးမှာကျွန်တော်ကဒီ pan နဲ့ရေးရပြုရတာကအရန်ဖိုင်တယ်။ဆိုတော့ဒီလိုမျိုး cover ဘာညာနဲ့တွဲသုံးတာမျိုးတွေ ပန်တီးတန်ကြီးတိုင်းမျိုးတွေဒါအရသာတော်တော်လေးရှိတယ်။ပြန်နောက်တစ်ခုက original case original keyboard case ကလည်းပြောရမယ်ဆိုရင်ဒါတော်တော်ကိုအဆင်ပြေတယ်ကျွန်တော်မြမစားတွေပါလေရိုက်လို့ရတယ်။ဆိုတော့ကိုက portable ဖြစ်ဖြစ်လေယူသွားတယ်တည်သွားတယ်ဘယ်နေရာရောက်ရောက်ဘယ်နေရာပဲနေနေဘာပဲလို့လို့ လုံးဝ perfect ပဲဆိုတော့ကျွန်တော်တို့တွေ pay reply ပြန်တာမျိုးတွေပြီးရင်ကျွန်တော်တို့ဒီ Viber တွေတုံးတာတွေ social media တွေတုံးတာတွေအဲကိုယ်အလုပ်အတွက်စာပြန်တာမျိုးတွေဒါတွေကအကုန် perfect ဖြစ်ဖြစ်တုံးလို့ရတယ်ပြီးတော့ original keyboard case ကလည်းအသားတော်တော်လေးကိုကောင်းတယ်ဟာသူက grip လည်းတော်တော်လေးကိုအဆင်ပြေအရင်လိုတန်လိုက်တွေပိုင်းနဲ့မဟုတ်ဘဲနဲ့သူကဘေးကကုတ်ပေးထားတဲ့ဟာမျိုးနဲ့လာတာဆိုတော့ဘာပဲပြောတော်တော်ကိုမှကောင်းတဲ့ထင်မှာပါတယ် original ပန်းရော keyboard case ရောတွဲသုံးရတဲ့ခံစားချက်ကတော့လုံးဝလူကိုဟိုက်နေအလုပ်တော်တော်များပြီးရဲ့ ပြောဘာတွေကောင်းလဲဆိုရင်ကျွန်တော်ဒီ Lightroom တို့ပါလို့ software တွေ CapCut တို့ software တွေမှာ video အတက်တာမျိုးတွေ color grading ပြန်လုပ်တာမျိုးတွေ Lightroom မှာ color ပြန်ချိန်တာမျိုးတွေဒီလိုမျိုး photo editing နေတာ video editing မှာဆိုလို့ရှိရင်လည်းဒီ12.1 inch နဲ့ဒီလို original pen original keyboard case နဲ့တွဲသုံးရတဲ့အရာသာကအလုပ်တော်တော်ပြီးတယ်ကျွန်တော်ဆိုတကောင်းအောင်သုံးနေတော်တော်ကြာနေပြီဘာမှသိပြဿနာမရှိဘူးအရင်အဆင်ပြေတယ် ဆိုတော့ဒါကတော့ Remy Pub Pro ရဲ့ original pan နဲ့ဒါ keyboard case ကိုတုံးရတာဘယ်လိုမျိုးအဆင်ပြေလဲဘာတွေတုံးလို့ကောင်းလဲဆိုတာပြပြပေးရယ်ဆိုတော့ကိုလူတို့ရောဘယ်လိုမြင်လဲဘယ်လိုနေရာမှာတုံးရတာပို့ပြီးသဘောကျတယ်အောက်က comment မှာဆွေးနွေးခဲ့ပါဦးဆိုတော့ကျွန်တော်ရေနောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် admin ကြော်ပြပါ Yangon Mobile Store